အားလုံးမင်္ဂလာပါရှင်ဒီကနေ့အော်တိုဘာလ26ရက်နေ့ကနေနိုဝင်ဘာလ1ရက်နေ့ထိလာမယ့်တပတ်တာအတွက်မိုးလေဝသခန့်မှန်းချက်တွေနဲ့အရေးပေါ်သတိပေးချက်တွေကိုတင်ဆက်ပေးပါရမယ်မြင်းလာပြည်နယ်ကိုအနောက်လေပိုင်းမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာအိုအားကောက်လာနေပြီးမနက်ဖြန်မှာဆိုင်ကလုန်းမုန်တိုင်းဆင်ကိုရောက်ရှိသွားနိုင်ပါတယ်အဲဒီဆိုင်ကလုန်းမုန်တိုင်းဟာအိန္ဒိယနိုင်ငံအန်ဒရာပရာဒိကန်ကြီးကိုဝင်ရောက်သွားနိုင်ပြီးမုန်တိုင်းရဲ့အရှင်ကြောင့်မြန်မာတိုင်းနိုင်ငံလုံးမှာမိုးရေကြိမ်နှစ်တသက်မှ1.3လမ်းမှထိရရှိနိုင်ပါတယ် နေလိုက်မွေးရသွန်းနိုင်မှုလာလာတွေကိုခန့်မှန်းရရင်တော့အော်တိုဘာလ29ရက်နေ့ကနေစပြီးတော့ဆိုင်ကလုန်းမုန်တိုင်းအကျဉ်းကျန်တဲ့ထိုင်းပင်လယ်ကွေးကမူတိတ်တွေကြောင့်မွန်ကရင်နဲ့တနင်္သာရီတိုင်းတို့မှာမိုးတင့်တင့်ရွာနိုင်ပါတယ်အော်တိုဝါလာ30ရည်နေဗုဒ္ဓဟူးနေ့မှာတော့ကချင်ထက်ပိုင်းနဲ့နာဂဒေတာတွေမှာမိုးနှင်းငယ်ရွာနိုင်ပါရဲ့ရှင်။အော်တိုဝါလာ31ရည်နေတောက်ကြနေကနေနိုဝင်ဘာလ3ရက်နေ့မြန်မာနိုင်ငံတနင်္ဂနွေလုံးမှာမိုးပေါ်ရွာလာဖို့ရှိနေပါတယ်။ လာမယ့်တစ်ပတ်အတွင်းမွေးအကျယ်အများဆုံးရရှိနိုင်တဲ့ဒေသတွေကတော့မုန်နဲ့တနင်္သာရီတိုင်းပဲဖြစ်ပါရဲ့ရှင်။ကရင်ရန်ကုန်တိုင်းနဲ့အေရဝတီတိုင်းတို့မှာတော့မိုးတင်တင်ရနိုင်ပါတယ်။မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့ခံမှန်းချက်တွေအရလာမယ့်တစ်ပတ်အတွင်းရခိုင်ချင်းနဲ့တနင်္သာရီတိုင်းတို့မှာစုစုပေါင်းမွေးအကျယ်သုံးလမထက်ရရှိနိုင်ပြီးမွန်၊ကရင်၊အေရဝတီတိုင်းနဲ့ပဲခူးတိုင်းတို့မှာတော့စုစုပေါင်းမွေးအကျယ်နှစ်လမထက်ရရှိနိုင်ပါတယ်။ ရှမ်း၊ကချင်၊ကရင်ပြည်၊မကွေးတိုင်း၊မန္တလေးတိုင်း၊ရန်ကုန်တိုင်းနဲ့စကိုင်းတိုင်းတို့မှာတော့စုစုပေါင်းမွေးကြိတ်တလမထက်ရနိုင်ပြီးနေပြည်တော်မှာတော့စုစုပေါင်းမွေးကြိတ်တလမအောင်ရရှိနိုင်တယ်လို့သိရပါတယ်။အခုလာမယ့်တပတ်တာဟာပင်နေပြင်ခရီးသွားရင်လည်းကဏီကံဝေးရေလုတ်သားရဲ့အတွက်အထူးသတိပြုရမယ့်ရက်တွေပဲဖြစ်ပါတယ်။ဆိုင်ကလုံးမုန်တိုင်းနဲ့အရှိတ်ဘက်လေစီကြောင်းတွေကြောင့်လာမယ့်48နာရီအချိန်ကာလဟာပင်လယ်ပြင်တွင်းအလွန်တွေရရှိနိုင်ပါတယ်။ မြမကံယူရန်တခြားနယ်ကံလွတ်ပင်နယ်ပြင်တွေမှာလေပြင်းတိုက်ခတ်နိုင်ပြီးလှိုင်းကြီးနိုင်တဲ့အပြင်အရှိတ်လေစီကြောင်းဟာပင်လယ်ပြင်အတွင်းဆွဲခုတ်ယူလေရှိတာကြောင့်ကံဝေငါဖန်လုပ်ငန်းတွေလောက်ကိုက်သူရေလုတ်သားကြီးတွေနဲ့ကြားဖောက်ရေလုတ်သားကြီးတွေအနေနဲ့ပင်လယ်ပြင်မထွက်ဖို့တိုက်တွန်းလိုပါရဲ့ရှင်။မူလဝတ္တာဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနေလေရှိပါတယ်။ဒါကြောင့်ကျမတို့ CG Platform ကနေနောက်ဆုံးရမူလဝတ္တာခံမှန်းချက်တွေကိုနေ့စဉ်တင်ဆက်ပေးနေပါရဲ့ရှင်။ CG platform ရဲ့မူလဝေဒခံမှန်ချက်တွေကို နားဆင်ကြည့်ရှုခဲ့ကြသူအလုံးတဘာဝပြီးစစ်ပေတွေကိုရှောင်ရှားနိုင်ပြီးကောင်းမှုနဲ့နေရည်လေးတွေကိုပိုက်ဆိုင်နိုင်ပါစေလို့ကျမစင်ဒီကဆုတောင်းပေးပါရရှင်မိမိတို့ဒေတာတွေမှာဖြစ်ပေါ်နေတဲ့မူလဝေဒနဲ့ရည်တည်ဥတုဖြစ်စဉ်တွေကိုလည်းကိုမတ်မှာရေးသားများပေးခဲ့ကြပါဦးရှင်